င်္ဂလာပါရှင်မဝင်ကျောင်းတော်ရည်ကျူဆူလိုက်ပါတယ်ဒီနေ့မှာတော့စာရေးဆရာမြူကိုလင်ကရဲ့မဟာဒေဝနဲ့ကျောင်းတော်ဟောင်းကနှစ်ချို့သင်ရေးဆိုရဲဇလန်းကိုတင်ဆက်ပေးသွားမှာပါကျေးဇူးတင်ပါတယ်ရှင်ဒုတိယမြောက်ဒိတ်ထံစံငားရဲ့ကြာမယ်လို့ဆရာယသိပြောပေမဲ့ဘယ်နေရာမှာဒိတ်ထံဝင်ရမယ်လို့မပြောတာကြောင့်ယသိကဏ္ဍဒိဗ္ဗနောက်ကနေမဟာဒေဝလိုက်ခဲ့တယ်ယသိနဲ့အနီးကပ်နေတော့မှယသိရဲ့ထူးခြားချက်တွေကိုမဟာဒေဝတွေ့နေရတယ် တောနဲ့ပြီးလူသူရောက်ပေါက်နေတဲ့နေရာရောက်တဲ့အချိန်မျိုးမှာစွန့်လူမဲ့အလှရှင်တွေရောက်လာတတ်တယ်။ရောက်လာတဲ့သူတွေကလူသားလားတခြားပုံတစ်ခုဟာသူတွေနာစဉ်းစားကြံဖြစ်တယ်။ရသေးရမိကုများစွာမင်းလူပေမဲ့ရသေးရသူ့ဖြေနူတာဝဲဖြေတာကြောင့်မမေးဖြစ်တော့ရသေးရတက်တက်လို့စားသူဖြစ်ပြီးညစာမစားတဲ့အတွက်မဟာဒေဝလည်းညစာရှောင်ပြက်တယ်။စိတ်ဆိုးဒေါသဖြင့်နှဆိုးပေါ်ထွက်တတ်တာကြောင့်စိတ်ကိုတည်ငြိမ်စေဖို့အထူးလေးကြင်ခိုင်းတယ် မဟာဒေဝရသေးပြောသမျှတသွေးမတိန်နိုင်နာပြီးကြင့်ကြံပေမဲ့သူ့အခြေအနေကတိုးတက်လာတယ်မထင်အခုကိစ္စမျိုးမှာထုံပါရမီပါမလာဘူးလို့သူ့ကိုယ်သူတန်တရားစိတ်ဝင်လာမိတယ်တောတောင်လေးဖြတ်တမ်းပြီးနေနေပိုင်းအချိန်မှာတောင်ကြီးတောင်ပေါ်ကရွာလေးတရွာကိုရောက်လာတယ်ရသေးကြီးနဲ့မဟာဒေဝကိုရွာသားကြီးကထူးဆန်းတဲ့ဘွယ်ဝိုင်းကြည့်နေတယ်ရသေးကြီးကရွာဖြစ်ပြီးရှောက်သွားပြီးရွာထိပ်ကိုဥတီရှောက်သွားပြီးတော့ဥဒတိုင်းလူနဲ့ကားထားတဲ့ခြံအတွင်းဝင်လိုက်တော့ ်တွင်ဘက်မှာတီးနှံပင်တွေစိုက်ပျိုးထားတာတွေ့ရပြီးခြံဝိုင်းအလယ်မှာဟောင်းနွမ်းနေတဲ့နှစ်ထပ်ဖုံးကြီးချောင်းတစ်ချောင်းရှိတယ်။ဒဂါကြီးမဟာဒေဝဒီနေရာမှာ15ရက်အဋ္ဌံဝင့်မယ်။ဒဂါကြီးစိတ်သမားကြီးကောင်းလေ့ကျင့်မှာနဆူပေါ်ထွက်လာချိန်မျိုးမှာစိတ်ကိုနှွမ်းမှုမခံမေးရောင်းထိန်ချုပ်မဟုတ်ရင်တဖြည်းဖြည်းနဲ့နဆူကဒဂါကိုထိန်ချုပ်ပြီးခန္ဓာကိုယူသွားလိုက်မယ်။ရသေးကြီးနဲ့မဟာဒေဝစကားပြောနေတဲ့အချိန်ခြံဝိုင်းတွင်ကိုလူရစုဝင်လာတယ်။ရသေးကြီး ဒီရောင်ရဲ့ခက်ခဲပြဿနာဖြေရှင်းပေးမယ်ဆိုတာဒီသူတော်ပါလားဖေ။ဟုတ်တယ်ဒကာကြီးတို့။ဘာရသေးကိုကူညီတောင်းထားပေးမယ်။တချို့နေရာမျိုးတွေဘာရသေးဝင်ပါလို့မရတာတွေရှိတယ်။ရွာရဲ့ပြဿနာတွေဒီရဒကာရှင်းပေးလိုက်မယ်။သူဒီကျောင်းမှာ15ရဲ့အတိတ်ထံဝင်မှမှုလိုအပ်တာတွေကူညီပေးနိုင်ကြပါ။ရသေးကြီးကိုရောက်လာတဲ့ရွာသားတွေတည်းကလူကြီးတယောက်ကဥဆောင်စကားပြောခြင်းဖြစ်တယ်။ရသေးကြီးကမဟာဒေဝကိုရွာသားတွေကူညီပေးဖို့ပြောနေတယ်။ရသေးကြီးရဲ့တပည့်က ငယ်သေးပုံပဲဒီနေရာနဲ့အဆင်ပြေပါမလားပြေပါတယ်သူ့အတွက်စိတ်ပူစရာမရှိဘူးဘာရသေးကြွစရာရှိသေးလို့ကြောက်တော့မေတကားတို့ရွာသားတွေကရသေးကန္တာအထိပ်ပါကိုရှ िख ုကရောကြတယ်လို့မဟာဒေဝလည်းရှ िख ုကရောလိုက်တယ်ရသေးရမဟာဒေဝကိုအဝိတ္တထေကိုရခုနဲ့ချန်ထားပြီးထွက်ခွာသွားခဲ့ပြီရွာသားတွေနဲ့မဟာဒေဝပဲကြံခဲ့တယ်ဒါနဲ့ဒီကသူတော်ကဘာရသေးနဲ့တွေ့ရကြပြီနာအဘဒီဝရဲ့ရွာလူကြီးတယောက် နမယဆိုင်နောက်လို့ခေါ်တယ်။ကျွန်တော်ဖိုးသူတော့မဟုတ်ပါဘူး။မာယတိယဒိဋ္ဌံအတွက်ဒီလိုဝစ်စားခိုင်းထားလို့ပါ။ကျွန်တော်နမယမဟာတေဝပါ။မာယတိနဲ့တွေ့ရသိပ်မကြသေးပါဘူး။မာယတိအကြောင်းလဲသိပ်မသိသေးပါဘူး။မာယတိယတို့နဲ့တဝိုက်မှာတော့နမယကြီးပဲ။ရာတိဥရုစိုးဝမဲ့နှစ်တွေကိုမာယတိစီယသတိပေးစကားကြားရတယ်လို့တချို့တော်တယ်။တားကောင်နဲ့ထိတ်တိုက်ကြုံနေတဲ့ချိန်မျိုးမှာတားကောင်ဘာလက်နဲ့မှမပါပဲနှိထုတ်ပေးတတ်တယ်။ လူတွေမကြမ်းမမဖျားနာတာမျိုးဖြစ်တောဆေးတွေပေးပြီးကုပေးတတ်တယ်။ဘာရတိအကြောင်းပြောမယ်ဆိုရင်ပြောစရာတွေမကုန်ပါဘူးကွာ။ဘာရတိကမြေကျောရှုံပြီးခီးသွောင်းနိုင်နေလို့တော့ပြောကြတယ်။ဒီနေ့ဒီနေရာမှာတွေ့တယ်။နောက်နေ့ကျတပတ်လောက်သွားရမယ့်နေရာမျိုးရောက်နေရာမျိုးမောင်ကြီးကိုဒိတ်ထန်ဝင်ခိုင်းနေဆိုတာလေ။အကြောင်းရင်းရှိလို့ပဲဖြစ်ပါလိမ့်မယ်။လာမောင်ရင်နေမယ့်နေရာတန်ရှင်းရင်လောက်ရအောင်။ဟာတကြည်ကျုပ်တို့ကြောင်းနဲ့မဝင်ရဲဘူးဗျ။ကျွန်တော်လည်းဝင်ရမှာစိတ်မလုံး မင်းတို့ခဏပဲဝင်ရမှာပါ။နေနေနေခင်ဝင်ရမှာနော်။ဒီကမဟာဒီဝဒီမှာ15ရက်တောင်နေမှာ။လာအားလုံးလက်ခဲ့ကြ။ခုနကမင်းတို့ရွာရဲသွား။ပြန်ဆောင်ကောင်းရင်းနှီးစီမိခွက်တွေတခြားလူအတားကြီးကြည့်ပြီးစီစဉ်ခဲ့ကွာ။ရွာသားတွေကចောင်းဆောင်ဟောင်းတွင်ဝင်ရမှာကိုကြောက်လန့်နေပုံရှာတယ်။ကြောက်လန့်ကြအကြောင်းရင်းတစ်ခုခုရှိမှမလွဲပဲ။နောက်ထပ်ဘုရားကန်းရှိမှာအိဆက်ဖို့စီစဉ်ပြီးအဲ့ဒီနေရာတစ်ဝက်ကိုတန်ရှင်းရင်လောက်ကြတယ်။ပုံလေးလေးတက်နေရဲ့ဘုရားကျောင်းကိုလည်းတန်ရှင်းရင်လောက်ကြပြန်တယ်။ ကျောင်းရှိမှာရေရင်းတရင်းရှိနေရတွေ့ရလို့ဖယားပန်းဦးတွေယူလာပြီးရေရင်းနဲ့ငုံကြည့်တော့ရေရင်းထဲမှာရေရှိနေရတွေ့ရတယ်လို့ဘေးမှာဆက်သီးတဲ့ရေပုံလေးရှိတာကြောင့်ရေတပုံးငင်ပြီးဖယားပန်းဦးသုံးဦးရေဆေးကြောပြီးကျောင်းဝင်းတွင်လေးချပေါက်တဲ့တောပန်းတွေကိုအကန်ချိုးခုပြီးဖယားပန်းဦးမှထိုးပြီးတော့ဖယားကျောင်းပေါ်တင်ထားလိုက်တယ်ဖယားကျောင်းပေါ်မှာကျောင်းနဲ့ထူးဆက်ထားတဲ့စင်တူငယ်တစုလေးရှိနေတယ်ရွာလူကြီးခိုင်းထားတဲ့ရွာသားကြီးပြန်ရောက်လာကြပြီးဖယားဆောင်ခေါင်းတွေယူပြီးပြန်လာကြတော့ လေကျင်းထားတဲ့နေရာမှာနေရာချပြီးရင်းနှန်းစီမီးရင်တလုံးနဲ့ရင်းနှန်းစီတပလင်းလဲပါတယ်အားလုံးပြီးတော့ပြန်ဖို့ပြင်နေကြတော့ရွာသားတွေနဲ့အတူမဟာဒီဝါလေးအပြင်ကိုလိုက်ပါသွားတယ်သူအနေနဲ့အခုကြောင်းကြောင်းတိနူရာကြောင်းဖြစ်တယ်ရွာသားတွေကြောက်နံ့နေသလိုရွာလူချင်းတွေကြောင်းဝဲတွင်ဘုံကြောင်းကြောင်းရုံးလူပုံမရတဲ့အတွက်ကြောင်းပြင်ကိုလိုက်ခဲ့ခြင်းပဲအောင်ရလေးစားဖို့ကျွားလူတွေကိုပဲအလှဲ့ကြစီစဉ်ခိုင်းလိုက်မိ။နေရထိုင်ရအဆင်မပြေလို့ကျွားရဲ့လာနေခြင်းလဲပြောပေါ် တကြီးကျွန်တော်သိချင်တာဒီเจ้ามาဘာတွေဖြစ်သွားလဲပြောပြပေးလို့ရမလားရွာဘက်လျှောက်လာရင်မဟာဒေဝဘုန်းကြီးเจ้าเจ้าစကားဆမေးတယ်ကျောင်းလူကြီးမျက်နှာတစ်ချက်ပြတ်သွားတယ်အခုဒီမှာမှာเจ้าထိုင်မဲ့ဘုန်းကြီးမရှိဘူးမောင်ရင်ဘာလို့လဲဆိုတော့ဒီဝါတီပြီးเจ้าဆောက်တော့เจ้าထိုင်ဘုန်းကြီးတစ်ပါးလျှောက်လာတယ်အဲ့ဒီဘုန်းကြီးကအသက်ကြီးမှဝတ်တယ်ဘုန်းကြီးပဲကျန်းတက်စားတဲ့ပုံကူမျိုးမဟုတ်ဘူး तू ကဘုန်းကြီးဝတ်တယ်သာပြောတာဝင်းနည်းနဲ့အညီနေတဲ့ဘုန်းကြီးမျိုးမဟုတ်ဘူးအောင်လန်းတက်တွေကျင့်လို့ကျင့် ။တရင်မွေးလို့မွေးဒီလိုတရင်မျိုးကြားတယ်။နောက်ဆုံးသူ့တေတော့လေပင်ကျိုးပြီးတေးနေတာ။သူ့မွေးထားတဲ့တရင်ကပြန်သက်သွားတယ်လို့လည်းတချို့ကပြောကြတယ်။အဲ့ဒီတည်းကတိကျောင်းမှာလာထိုင်သမျှကျောင်းနိုင်တွေကိုချောင်းလန့်တာ။ဘယ်ကျောင်းနိုင်မှမမြဲတော့ဘူး။ကျောင်းနိုင်ဖုန်းကြီးတစ်ပါးဆိုရင်တေးတောင်တေးသွားဘူးတဲ့ဖြစ်ပြန်ရှိလို့ကျောင်းနိုင်ဖုန်းကြီးမပင့်ရဲတော့ဘူး။ပြမတေးသွားတဲ့ဖုန်းကြီးကတရေဖြစ်နေတခြားကျောင်းနိုင်ဖုန်းကြီးတွေကိုချောင်းနဲ့တက်ဖြတ်နေတာပေါ့။ဟုတ်လားဦးလေး။ဟုတ်တယ်မောင်ရင်ပထမတေးသွားတဲ့ကျောင်းနိုင်က မကြုံလို့ပဲတရေဖြစ်နေတာရသိန်းရဒီကိစ္စကိုမကူညီပေးဘူးလားရသိန်းရှိမယ်ဆိုရလာပါတယ်ရသိန်းကိုရွာသားတွေရောဦးလေးပါတွေ့တိုင်းဝိုင်းမျိုးရှောက်ကြတယ်ရသိန်းကညင်းတယ်သူကပြမလောကတိုင်းနဲ့ပတ်သက်ရင်နှစိုးတကောင်ပေါ်ထွက်လာရင်တာစီယုံကလွဲပြီးတခြားဘလူကိစ္စမျိုးမှမဝင်မပါဘူးသူ့ကိုရသိန်းဝတ်တဲ့ကိစ္စမျိုးရည်ပေးဘူးတဲ့မြစ်တန်ရက်ခံပေးတာမျိုးတော့ရှိတယ်เจ้าကထွက်သွားပြီဘူးเจ้าနိုင်ဖုန်းကြီးတွေကိုဒုက္ခမပေးဘူးတားပေးတယ်မရပါဘူး ယသေးဤသာအကျန်းဤသုံးပြီးနှင်းရလောက်ပါလေယသေးရအကုသူများတဲ့ကိစ္စမျိုးသူမလုပ်ချင်ဘူးညင်းလို့ငါတို့လည်းအတင်းမတောင်းဆိုဝင်တာဒီလိုဖြစ်ပြခဲ့တာနှစ်ဘလောက်ကြာပြီလဲဦးလေး15နှစ်လောက်တော့ရှိတော့မယ်ရွာရင်အတုဝရှိတယ်တောတန်ရင်ဝန်ကုတ်ဝန်ကိုက်ခံရတာညာရင်းချင်းတကြိုရလိမ့်မယ်ဦးလေးသွားတော့မယ်စားတော့ရေးအတွက်လာဖို့ကြလိမ့်မယ်တကယ်လို့ကြောက်လန့်စရာကြုံရရင်ရွာဘက်ကိုပြေးခဲ့တော့မောင်းရင်ညနေစာအတွက်ရွာသားတွေပို့ဖို့ပြောနေတော့ညနေစာမစားကြမဟာဒီဝပြောရတယ် ရွာလူချင်းနဲ့ရွာသားတွေကိုနှုတ်ဆက်ပြီးဘုံကြောင်းရှိရန်ပြန်သွားတဲ့မဟာဒေဝကိုရွာသားတွေကမကြခင်တရေချောင်းလန့်ခံရပြီးခွေးပြေးဝယ်ပြေးပြေးနာမလားကုတ်ချိုးတက်ခံရလို့သေးမလားမျိုးမျိုးပြောရင်းရှိနေကြတယ်ညနေဆောင်လာပြီးမှအေးထက်ပူလာတယ်ဘုံကြောင်းပြန်လာတဲ့မဟာဒေဝအေးပေမဲ့ရေရင်းရရှိခတ်ပြီးအမြန်ချိုးလိုက်တော့လူဟာခိုက်ခိုက်တုံသွားတယ်ပြားပြောင်းနိုင်ထိပ်ပြီးထုံးရတဲ့ရေခွက်ငယ်လေးတွေဖျားစင်ပေါ်မှာရှိတယ်လို့ပြားပြောင်းတွေလည်းရှိတာကြောင့် ထည့်ပြီးမိရှုပြီးဘုရားမီးပူဇော်လိုက်ပြီးတော့ရေချမ်းဆက်ခဲ့ပြီးဘုရားရှိခိုးတရားထိုင်ပရိစိတ်ကျင်းတွေမဟာတိဝပြုလုပ်နေတယ်။ပဝင်းကျင်ကငြိမ်သက်တိတ်ဆိတ်နေတယ်။လေဝင့်မှာကျောင်းချက်အတွင်းကတိရွေတွေပုတ်တိုက်တန်တွေထွက်ပေါ်နေတယ်။ရွာလေးကညမောင်တူအောက်မှာအိမ်မောကျနေပြီးမဟာတိဝသူဆောင်ရွက်စရာကိစ္စတွေပြီးတော့ဘုရားကြော့တယ်။ဘုရားစီမီကတွေငြိမ်တော်မှာမှုမိအိမ်မီးထွန်းလိုက်တယ်။အချင်းစိမရှိသေးတဲ့အကြောင်းအိမ်မှာလှဲချရင်တွေးနေချင်းမိတယ် ရသေးကြောင်တွေးမိတော့ရသေးရသူ့ခန္ဓာကိုတွင်းရနှစိုးဝင်တဲ့ကိစ္စလာရှင်းပေးပြီးခေါ်လာယုံမှပါတခြားသောဘဝလောကသားတွေနဲ့ဆက်ဆက်တဲ့အလုပ်တွေကိုရှောင်ပုံရတယ်ဘလူးညညိုကိစ္စအပြင်အခုရွာမှာဖြစ်နေတဲ့ဘုံကြီးတရေကိစ္စကိုလည်းဝင်မပါဘဲရှောင်နေတယ်ဆရာဖြစ်သူကိုဘဝလောကသားနဲ့ဆက်ဆက်တဲ့အလုပ်မပါဘူးဂရိပေးထားတဲ့အကြောင်းကိုနောက်ကျုံရင်မေးမယ်လို့တွေးထားတယ်ရသေးခိုင်းတဲ့အလုပ်ကိုဘလောက်လုပ်ပြီးမှ သူပြန်ရမယ်မဆိုနိုင် ဦးစံထွန်းကသူ့အိမ်ကိုသွားပြီးသူပြောင်းနေကြောင်းပြောထားပြီးတော့လာတန်းကြရောက်မလာရင်သူတေးပြီးလို့ထင်သွားမှသိကြတယ်။ဦးစံထွန်းကတော့သူတေးတာကိုတော်ရုံနဲ့လက်ခံမှာမဟုတ် သူပြန်လာမယ့်အချိန်စောင့်ဆိုင်နေမှသိကြတယ်။မိရင်ကိုမိငိမ့်ပြီးအိပ်စက်ဖို့ပြင်နေချိန်ပေါ်တဲ့ကနေခြေတံတွေကြားရတဲ့အတွက်မလုပ်ဘဲငြင်းရင်းနားဆွင့်တော့ခြေတံဆက်လက်ထွက်ပေါ်နေတယ်။ကြားနေရတဲ့ခြေတံတစ်ချက်ချက်ကလေကားပဲစီဥတီနာနေပြီးပေါ်ရက်ကနေတဲ့ဆင့် အောက်ထက်ကိုဆင်းလာတဲ့ခြေတံကြားလိုက်ရတယ်။အမောင်တွင်မြင်နေရတဲ့မဟာဒီဝမျက်လုံးတွေလေကားရှိရာကြည့်နေတော့အပေါ်ကဆင်းလာသူတွေ့ရတယ်။ဝါဖိုင်နဲ့ကိုခန္ဓာစုဖြိုးတဲ့ဝမ်းပိုက်ကြီးရှိပြီးကိုပေါ်ပိုင်းဗလာကျင်းပြီးအောက်မှာတင်းမိုက်တဲ့ဝက်ထားတဲ့ဘုံကြီးတစ်ပါးကိုတွေ့တယ်။မဟာဒီဝအိနီယာဘက်ဇက်ကိုလှဲ့တော့တပတ်လေပြီးမျက်နှာနောက်ဆက်ဘက်ရောက်သွားပြီးကြည်လာတော့ဖြူဖွေးသွေးစုံနေတဲ့မျက်နှာကြောင်စီစီမြင့်ဝန်းနေရှိနေတယ်။ဒီနေ့တော့လှုပ်ရှားလေးရှိသေးလို့ မင်းအလှည့်မလျှောက်သေးဘူး။နောက်နေ့ညဆက်အိတ်နေငါနဲ့တွေ့ပြီပေါ့ကွာ။ကျုံဝါပြောဆိုတန်အော်အော်ကြီးတရေဖုန်ကြီးထံထွက်လာတော့ကြောင်လန့်တက်သူဆိုရင်သွေးပြက်တုံလုံးမှာတေးကြတယ်။မဟာဒီဝတရေရစီကိုမကြောက်ဘူးဆိုပေမဲ့အနေပါကြောက်စိတ်ရှိခဲ့ပေမဲ့နဆိုးဝိညာဉ်ဝင်ပူးပြီးတဲ့နောက်ပိုင်းကြောင်လန့်စိတ်တွေလုံးဝမရှိတာအမှန်ပဲ။ဘုန်းကြီးတရေကကြောင်တွင်းရတဆင့်အပြင်ကိုထွက်သွားတော့မဟာဒီဝလည်းလှည့်နေရအသာထပြီးကြောင်ပြင်ထွက်ပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်တော့ကျောင်းဥနေရောင်နှွားကနေခုံကျော်ပြီးအပြင်ကိုထွက်သွားတဲ့ဘုန်းကြီးတရေကိုတွေ့ရတဲ့အတွက်ဥနေရနာပြေးသွားပြီးသူပါနှွားကနေခုံကျော်တယ်။ဘုန်းကြီးတရေကရွာနောက်ဖက်ဥတီသွားနေလို့သူနဲ့နောက်ကထက်ချက်မကွာလိုက်ခဲ့တယ်။ရွာတံပေါ်ကဆင်းပြီးတော့တခြားတောင်တလုံးပေါ်တက်နေရတွေ့ရတယ်။ဘုန်းကြီးတရေကတောင်ပေါ်တက်နေရင်ဘေးပတ်ဝန်းကျင်အမောင်တွင်းကိုခဏရက်ကြည့်တော့မဟာဒီဝသစ်ပင်တပင်နောက်မှာဝင်းကွယ်နေလို့နောက်ကိုလှည့်ကြည့်တဲ့အချိန်သူ့ကိုတွေ့မသွားဘူး။ မာဒေဝပုံအောင်နေရာထွက်လာတော့ဖုန်ကြီးတရေကိုမတွေ့တော့သူလည်းဖုန်ကြီးတရေတက်သွားရလမ်းကြောင်းအတိုင်းလှုပ်ရှားတယ်မကြားစေဘူးအထူးသတိထားရင်တောင်ပေါ်တက်ခဲ့တယ်တံပေါ်ကတစ်ပင်တွေကားခွေယူပြီးသွားလိုက်ဘေးပဝင်းချင်းကြည့်လိုက်သွားနေတော့တစ်ပင်တွေကျဲပါးရဲ့နေရာကိုရောက်လာပြီးရေးစားပုံတွေထိုးထိုးထောင်ထောင်မှတ်တိုင်တွေတွေ့ရလို့သင်ချိုင်းကုန်းတွင်ရောက်နေရတွေ့ရတယ်တချို့နေရာမှာခြုံပုတ်တွေရှိလို့မြင်ကွင်းကိုရှင်းလင်းစွာမတွေ့ရဘူးသင်ချိုင်းအတွင်းပိုင်းနေရာစီကနေလှုပ်ရှားတဲ့ကြလို့ ရက်ပြီးနားဆွင်တော့မြေကြီးတူးဆော့နေတန်နေကြားရလို့တန်ကြမ်းရဖြည်းဖြည်းချင်းခက်ခဲတယ်။မြင်ကွင်းကိုရှင်းလင်းစွာတွေ့ရပြီ။သူတွေ့ရတဲ့မြင်ကွင်းကမြေစာပုံအသေးတစ်ခုရှိမှဘုံကြီးတရင်ရှက်နေတယ်။ကြောင်မဖွေရရုပ်သွင်ရှိရဲ့မကောင်းဆိုးဝါးတကောင်ကမြေစာပုံသူ့ရဲ့လက်နှစ်ဖက်နဲ့တူးဆော့ရင်ရှိနေတယ်။မဟာဒီဝဘာဆက်ဖြစ်လာမလဲစိတ်ဝင်တစားဆက်ဆောင်ကြည့်တယ်။လူထားတာကြာသေးရမတူတဲ့မြေစာပုံမြေသားတွေဖွာကနေဖွာကနေဘေးဘက်လွင့်စင်ထွက်ပြီးကျင်းရနဲ့သွားတယ်။ ုခနဲ့ကျင်းနေရောက်နေမကောင်းစိုးဝအပေါ်ပြစ်တင်လိုက်တဲ့အရာအလောင်းတလောင်းဖြစ်နေညနေရရွာလူကြီးပြောစကားရဝန်ကုတ်ခင်ရတဲ့အလောင်းတလောင်းအတူဝခြားချောင်းတင်ရပြီးဒီအလောင်းကိုတူးနေခြင်းဖြစ်နိုင်ကြောင်းတွေးမိတယ်။ပေါ်မှာရှိတဲ့ဘုံကြီးတရအလောင်းကဝစ်စားပြီးပြင်းစုပ်ပြီးအလောင်းဝမ်းပိုက်ကိုသူ့ရဲ့လက်တစ်ဖက်ကလက်သေးတွေနဲ့ထိုးခွဲပြီးပောက်သွားတဲ့ဝမ်းပိုက်ကိုလက်ထည့်ပြီးပြန်ဆွဲထုတ်တော့အသေးနဲ့ဥတွေထွေးနိုင်ပြင်းကိုပလာတယ် သူနဲ့တွင်ပါလာတဲ့အသေးနဲ့ဦးတွေကိုပုံကြီးတင်ရအာပါတရားဖဲ့စားလိုက်တဲ့မြင်ကွင်းရကြောက်စရာဩဂလီစမ်းစရာရွံစရာမြင်ကွင်းပြည့်တွေ့ရတယ်။ဂျင်းနဲ့ရောက်နေမကောင်းဆိုးဝါးကလည်းအပေါ်ခုန်တက်ပြီးဦးတွေကိုအလူရဲ့ဆွဲယူကိုက်ဖြန့်စားတောင့်နေပြန်တယ်။ဦးအသေးတွေကတော့အသားတွေထက်ပြီးတော့စားနေပြန်တယ်။မဟာဒီဝကြောင်ရုံစိတ်မရှိပေမယ့်လူသားစားနေမကောင်းဆိုးဝါးနှစ်ကောင်ကိုကြည့်ပြီးရွံရှာလာတာကြောင့်နှုတ်ရှားတတ်မကြားစေဖို့နောက်ပြန်လှည့်ရင်းအကြောင်းပြန်ခဲ့တယ်။ ကျန်းကိုလျှောက်တော့ရုတ်တရက်အိတ်မပြောနိုင်သေးပဲလူတွေအလောင်းစားတောက်နေတဲ့မကောင်းဆိုးဝါးနှကောင်ပုံရိပ်တွေဖြောက်ဖြက်မရအောင်ရှိနေတယ်။ရတိရမင်းကိုထားခဲ့တဲ့နေရာတိုင်းကမကောင်းဆိုးဝါးတွေစုနေတဲ့နေရာတွေကြီးပဲ။မင်းခန္ဓာကိုယ်ထဲငါရှိနေရမှုမင်းကိုသေစေခြင်းလို့သူကိုယ်တိုင်မတက်ပဲတဖက်လည်းနဲ့မင်းကိုတတ်နေရပဲ။ဒီရတိစကားဘာမှနားထောင်နေစရာမလိုကိုနှုတ်ချင်တာကိုနှုတ်တော့မဟာဒေဝနာအနီးကပ်ပြီးတစုံတယောက်ပြောနေတယ်လို့အတန်တန်ကြားရတယ် သူ့ကိုယ်တွင်ကနတ်ဆိုးပြောလာခြင်းလို့မဟာဒေဝသိလိုက်တယ်။နားထောင်နတ်ဆိုးမိငါ့ကိုရသေးင်းနဲ့တွေးခွဲဖို့ပြောနေတဲ့စကားကိုရှင်းလိုက်တော့မကောင်းဆိုးဝါးတွေရှိတဲ့နေရာရသေးင်းငါ့ကိုထားတာမှန်တယ်။ဒါလည်းအကြောင်းရင်းတစ်ခုရှိလို့ပဲဖြစ်ရမယ်။ငါဒုက္ခရောက်ပါစေရောလို့ထားတာမျိုးမဟုတ်ဘူးလို့ငါထင်တယ်။ယူလိုက်တာမဟာဒေဝရဲ့တချိန်မှာမင်းခန္ဓာကိုငါအပိုင်ယူသွားမှာသူတို့မစိုးရင်ကိုထင်းနေရလားမင်းကိုရောတတ်မပြေဘူးလို့ပြောနိုင်လို့လားမင်းကိုမတတ်တာ ငါဝိညာဉ်မင်းကိုယ်ရေကနေတခြားဘယ်နေရာရောက်သွားမေးသူတို့မမှန်းဆနိုင်လို့မတက်ကြသေးတာပဲတစ်ချိန်မင်းကိုတက်ကြလိမ့်မယ်မင်းမိခူနေရတယ်လို့ငါလည်းမိခူနေရတယ်ဒီခဏကြီးမပြည့်စည်သွားစေချင်ငါပြောတာနားထောင်ပါတော်တော့နှစ်စိုးမင်းငါကိုယ်ရေနေလို့ရချင်ရလိမ့်မယ်ဒီခဏကူကမင်းပိုင်ဘယ်တော့မှဖြစ်မလာစေအောင်တေချာလှရည်လားကွာချိန်နေကြမှာသေးတယ်ငါမင်းစိတ်ခွန်အားနည်းနေချိန်စောင့်နေရနော်ဒီလိုချိန်ကြမှာ မင်းခန္ဓာကိုအပိုင်ယူမှာခုကတော့ငါမရမယ့်ခန္ဓာကိုမထီကန်အောင်ငါကာကွယ်ပေးမယ်မလို့မင်းပေါ်လာစရာမလိုသလိုငါ့ကိုလည်းကာကွယ်ပေးစရာမလိုအာဒီဝသူ့ကိုယ်တွင်နှက်ဆိုးနဲ့စကားပြန်လန်ပြောနေခြင်းဖြစ်တယ်တရားရောက်တာသူ့အဖြစ်ကိုမြင်တယောက်တည်းစကားပြောပြီးယူနေပြီလို့ထင်ကြမှာတေးကြတယ်သူကြားနေရတဲ့နှက်ဆိုးအတန်တိတ်သွားလို့မာဒီဝနှုတ်ဆက်ပြီးအေးရပေါ်လဲလျောင်းပြီးမျက်လုံးမှိတ်ထားတယ်လှူရှားတန်ကြလို့မျက်လုံးမပွင့်တပွင့်ဖွင့်ပြီး ဗီဒီယိုဆောင်နေထားကြည့်တော့ဘုံကြီးတည်းပြန်ရောက်လာတာတွေ့တယ်။ပေါ်ရက်ကိုမတက်ခင်မဟာဒေဝရှိတဲ့ပဲလှည့်ကြည့်တယ်။အစက်တဝိုင်းသွေးတွေပေးနေတယ်လို့ရင်ဘက်မှာလည်းသွေးတွေပေးကြတဲ့ရဲ့တင်းရင်ရကြောက်မက်ဖွယ်ရပြုံးလိုက်ရင်အပေါ်ကိုတက်သွားတော့ခြေတံတွေကြားနေရတယ်။တင်းရင်ရမဟာဒေဝကိုမြင်သွားပုံရပြီးမဟာဒေဝအမောက်တွင်မြင်နိုင်တာကိုသိဖို့မရဘူး။ပေါ်ရက်ကလှုပ်ရှားတန်တွေပျောက်သွားတော့မှမဟာဒေဝတယောက်စိတ်ရှော့လိုက်ပြီး မကြခင်အချိန်အတွင်းနှစ်ချိုက်စွာအိပ်ပျော်သွားတော့တယ် ။နောက်နေ့မနက်စောထပြီးမျက်နာသေးဖះရှိကိုကတော့တရားထိုင်ပရိစိတ်ပြုလုပ်နေကြကိစ္စတွေပြုလုပ်ပြီးဇောင်းဝင်ရှိလမ်းလျှောက်နေမနက်စိမ့်နိုင်လောက်မှရွာသားတယောက်ထမင်းလာပို့တယ်။ဇောင်းဝင်နဲ့ဝင်းလူဟန်မပြပဲကျောင်းချန်ထဲမှာပြေးပြီးပကံနဲ့ခွက်ရောက်တွေနောက်နေ့မှလာယူမယ်ပြောပြီးပြန်သွားတယ်။မဟာဒီဝညစာမစားထားတာမို့ထမင်းတွေစားတောက်လိုက်တယ်။စားတောက်ပြီးတော့ကျောင်းမှာပြင်းနေရကြောင့်စကားပြောဖို့ရွာထဲပဲလျှောက်လာတော့ရွာသားတွေကသူ့ကိုထူးဆန်းတဲ့ဘွယ်ဝိုင်းကြည့်နေတယ် ။တရေထောက်တဲ့ဘုန်းကြီးကျောင်းမှာညအိပ်ပြီးဘာမှမဖြစ်ချင်းအတွက်အံ့ဩနေရန်တူတယ်။ရွာလူကြီးအိမ်မေးမြန်းပြီးရှောက်လာတော့ခြေတန်းရှိအိမ်တလုံးကိုညွန်ပြတယ်။ခြံဝင်းအတွင်းဝင်တဲ့အချိန်ရင်တွေးချမ်းတောက်နေတဲ့ရွာလူကြီးကိုအိမ်ရှိကူပြစ်မှာဆင်းသင်းတွေ့တယ်။မောင်ရင်လေးလာထိုင်ရင်တွေးချမ်းတောက်ထမင်းရောလာဖို့ကြတယ်မို့လား။လာဖို့ပါလေဦးလေး။စားလာခဲ့ပြီပြီ။တယောက်တည်းပြင်းနေလို့စကားပြောရအောင်ထွက်ခဲ့တာ။ရွာလူကြီးအမေကိုဖြေပြီးကူပြစ်တစ်ဖက်မှာဝင်ထိုင်ပြီးရင်ွေးချမ်းတစ်ခွက်ငှဲ့တောက်တယ်။ ဒီကရွာသားမဟုတ်ရင်ဒီလိုတောနေရမျိုးမှာဘယ်နေပြောမလဲ။ဒါနဲ့ညာအိတ်ရရလား။ချောင်းလည်းမကြုံရဘူးလား။အိတ်ရပါရင်ဦးလေးခီးပန်းလာလို့ဖះရှိခိုးပေးတာနဲ့အိတ်လိုက်တာ။မိုးလင်းမှနိုးတော့တယ်။တော်တော့ထူးဆန်းတယ်။ဖုန်ကြီးတရဲ့မောင်ရီကိုမချောက်လန့်ဘူးဆိုတာ။ယုံရခက်ခက်ဖြစ်နေပြီ။ရွာလူကြီးကိုသူကြုံရတဲ့ဖုန်ကြီးတရဲနဲ့တခြားတရဲတကောင်လောင်းဖော်စားတဲ့ကိစ္စပြောလိုက်ရင်တစင်စကားနဲ့ကြောက်လန့်နေကြမှာစို့လို့စကားထိန်ချမ်းပြီး အာဒီဝပြောလိုက်ခြင်းပဲဦးလေးကျွန်တော်တို့ခုမေးကြည့်မယ်ဒီဝကျောင်းကဖုန်ကြီးတရေပြင်နောက်ထပ်တရေပြင်ရှိနေသေးတာဦးလေးရှိပါပြီရောကွာရွာတင်းချိုင်းတောင်ညမောင်ရီပြူသွားမိရင်လားတရေတကောင်ထွက်လာပြီးအချောက်ခံရပြီးသားမှတ်တော့ရွာမုတ်ဆိုးတယောက်တုံးဝဲတကောင်ရလို့ထန်းလာပြီးတင်းချိုင်းကုန်းတောင်နာဖြက်ပြန်လာတယ်တနေ့ကုန်တုံးလေရင်ပြန်လာကြရင်လည်းညနေဆောင်ပြီးတရေတကောင်တောင်ပေါ်ကဆင်းပြီးတုံးဝဲကိုဝင်လို့ပါရော့ ။မုတ်ဆူကလည်းတရေကတော့ဝဲလူလားဆိုတော့ကြောက်ပြီးတော့ပြေးနာခဲ့တယ်။ရွာသားကြီး၆လခန့်ရတဲ့အကြောင်းတွေသာပြောရင်တထိုင်နဲ့ပြောလို့ပြီးမှာမဟုတ်ဘူး။နောက်တစ်ခုကအစိမ့်သေးတဲ့အလောင်းတွေမြုပ်ထားရင်မကြာခဏမြေချင်းတူပြီးဖော်စားခင်ရတယ်။ခွေးရတွေစားတာလို့လည်းပြောကြတယ်လို့တရေကြီးစားတာလို့လည်းရွာသားကြီးကပြောနေကြတယ်။ဘာတွေလဲတော့မသိပါဘူးကွာ။ရွာလူကြီးပြောစကားနားထောင်ရင်အာဒီဝတရားအတွေးများစွာနေရှိနေတယ်။ဦးနေတင်းချိုင်းကောင်ကတင်းရဲဆိုတာ ဒီရွာဝင်းနီးနဲ့မညီလှုပ်ချင်ရလှုပ်ပြီးအောင်လန်းတက်တွေနဲ့တရေမွေးရဲ့ဖုံးကြီးမွေးခဲ့တဲ့တရေများဖြစ်နေမလားပဲမပြောတတ်ပါဘူးမောင်ရင်လေးဖုံးကြောင်မှာတတိထားပြီးတော့အိတ်ចောင်းထိုင်မူလာရဲ့ဥစဉ်တပါလေးတေးထားဘူးတယ်ကြည့်ရတာတရေကဖုံးကြီးစာလေးကြောက်မဲ့ပုံမရှာဘူးနော်ဟုတ်ကဲ့ဦးလေးတတိထားပြီးနေပါမယ်ကျွန်တော်ပြန်လိုက်ပါအောင်မယ်မဟာဒီဝသူတိနူလာမေးမြန်းပြောဆိုပြီးရွာလူကြီးကိုနှုတ်ဆက်ပြီးတော့ဖုံးကြောင်ကိုပြန်ခဲ့တယ်ចောင်းရောက်တော့ပေါ်ရက်ကိုတက်ကြည့်ဖို့ဆုံးဖြတ်ပြီး လေကားအနီးရောက်ခဲ့တယ်။နေနဲ့နေခင်းဖြစ်ပေမဲ့ကျောင်းချန်အတွင်းအသစ်ပင်ကြီးတွေကြောင့်ကျောင်းအတွင်းအလင်းရောက်တဲကွဲစွာမတွေ့ဘူး။မဟာဒီဝလေကားအနီးရှင်းလိုက်ပြီးလေကားတစ်တွေကိုကြည့်တော့ဖုံမုံတွေလေကားတစ်တွေမှာရှိနေပြီးတက်ဆင်းပြုတ်ထားတဲ့ခြေရာတွေလေကားတစ်တိုင်းမှာတွေ့နေရတယ်။ဘောတဲ့ရောက်တော့သူ့မိုးတွေပေါက်ပြဲပြီးမိုးရာသီမှာမိုးယိုပြီးကျန်းကင်းတွေတချို့နေရာတွေမှာဆွေးမြေ့နေတယ်။အခန်းတစ်ခန်းမှာလည်းတကားတွေပြုတ်ထွက်ပြီးအခန်းအတွင်းမြင်နေရတာကြောင့်ဂရင်ဟောင်းတွေတွေ့ရသလို အပေါ်မိုးနဲ့နေရမှာတွေ့ကက်နေတဲ့ရင်းတို့ငှက်တွေကိုခန်းတစ်ခန်းလုံးအပြည့်မဲနဲ့စွာတွေ့ရတယ်။အရှိဘက်ကောင်းရင်ပိုင်းဖျားကန်းပြိုကျပြည့်စည်နေတယ်။ဟာဘနူဖြစ်တာလဲ။ဘာကြောင့်ကြောင့်မဆိုနိုင်။ခန်းတွင်းမှာရှိရဲ့ရင်းတို့ငှက်တွေစူညံစွာအော်ဟိရင်းနေရံတွေရတဲ့ဆင့်ပြန်တန်းလာပြီးမဟာဒီဝရှိရာဥတီတိုးဝင်လာတယ်။မဟာဒီဝကိုရင်းတို့အုပ်ကြီးကဝိုင်းဝန်းစုပြုံပြီးကိုက်ခဲတိုက်ခိုက်ဖို့ကြိုးပမ်းတော့မဟာဒီဝတယောက်လက်နက်ဖက်နဲ့ဝှေ့ရန်ကာကွယ်ရင်း ောက်ထက်ကိုစင်းပြေးခဲ့ရတယ်။လင်းတို့ငှက်တွေအောက်ထက်ချီနိုင်မလာပဲလေကားတဝက်ခက်မှာကြံနေရစ်ခဲ့တယ်။မဟာဒီဝအောက်ထက်ရောက်မှတပြင်းချနိုင်နေတယ်။လင်းတို့ငှက်တွေအုံလိုက်ကျင်းလိုက်ဝိုင်းတိုက်ခြင်းကတာမန်သွေးဦးတာယုံဖြစ်စင်မဟုတ်မှန်းမဟာဒီဝရိတ်စားမိတယ်။နေကင်းတွေရေချိုးလိုက်ပြီးညနေစောင်းမှောင်လာတော့ဖယားမီးရေချမ်းတွေကလူပူစော်ပြီးတရားထိုင်ပရိစိတ်တာတွေပြုလုပ်နေတဲ့ချိန်အပေါ်ထက်ကနေတလုံးလုံးတိုင်းတိုင်းတန်တွေထွက်ပေါ်လာလို့စိတ်မတီးမငြိမ်ဖြစ်ပြီးလုံးလက်စလုံးတွေရှက်ပြီးတော့ ရရှိကိုကြောလိုက်တယ်။ပြီးရင်နောက်မောင်တွင်အပေါ်ရက်ကိုတက်သွားပြီးလေကားထိပ်မှရက်ကြည့်တော့သူမင်းရတွေ့ခဲ့တဲ့ဖုန်ကြီးတည်းရမဟာဒီဝအိတ်နေတဲ့နေရာထက်ကနေကျမ်းမြေကိုဖနှောင်းနဲ့ပေါက်နေတာတွေ့ရတယ်။အပေါ်ရက်တက်လာတဲ့မဟာဒီဝကိုကြည့်ပြီးမျက်နှာကြောက်စရာကောင်းတင်းမှခက်ထန်သွားတယ်။သွားငါကျောင်းကခုထွက်သွားမသွားရင်မင်းငါတက်မယ်။သာသနာအရေးချုပ်လှုပ်ချင်ရလှုပ်ပြီးသေတော့မကြွမလို့ဖြစ်နေတဲ့ကောင်ငါ့ကိုဆက်ပြီးနှောက်ရှယ်မင်းငါအကြောင်းသိရလိမ့်မယ် မဟာဒေဝရှိတဲ့နေရာကြည့်ရင်၆ကအကွဲတဲ့တန်နဲ့ပြောတော့မဟာဒေဝဒေါသဖြစ်ပြီးပြန်ကျိမ့်မောင်းတော့ရှိကိုလာဖို့လှုပ်နေတဲ့ဖုန်ကြီးတည်းခြေနှမ်းရက်သွားတယ်။မဟာဒေဝသူ့ပြောလို့ရပြောပြီးအခုပြန်စင်းလာတယ်။ဘောရက်ကစုညာတန်တွေထပ်မကြတော့မဟာဒေဝအိတ်မပြောသေးလို့ကြောင်းချံဝင်းတွင်လက္ခဏာလျှောက်ပြီးမှအိယာဝင်ခဲ့တယ်။အိယာကိုပလက်လှဲချရင်ညလုံးမှိတ်ပြီးစိတ်ကဘာမှမတွေးပဲအိတ်ဆက်ဖို့ကြိုးစားတဲ့ချိန်ဦးအေးအေးအနက်တစ်ခုရှူရှိုက်ရလို့ အချင်းစိပြောက်ပြီးညလုံးဖွင့်လိုက်တဲ့အချိန်ရင်ထိတ်ဆန်မြင်ကွင်းတစ်ခုတွေ့နိုင်ရတယ်။ဘုံကြီးတရေအခါကုန်ပြီးမဟာဒေဝမျက်နှာနဲ့တဏှောင်ခန့်အကွန်အားနေစီမူစိုက်ကြည့်နေရတွေ့ရကြမယ်။မဟာဒေဝအန္တရာယ်ငွေသက်ခန်းစားရပြီမို့တရားကုံယုံထားဖို့ပြင်တဲ့အချိန်ဘုံကြီးတရေကမဟာဒေဝရှင်ဘက်ပေါ်လင်းမြန်စွာခုန်တက်လေပင်ကိုညှစ်လိုက်တော့တယ်။ငါเจ้าကိုလာရင်ငါ့ကိုစိန်ခေါ်တဲ့ကောင်မင်းကိုတတ်ပြီ။မင်းဥတွေထုတ်စားပြင်မယ်။ လုံးလင်းမြန်စွာဖြစ်ပြက်သွားတဲ့ကြောင်းရမှုမဟာဒေဝတယောက်ပြင်စင်ချိန်မရလိုက်ချိန်မှာပဲဘုံကြီးတရေလဲပြီးညစ်ချင်းခံလိုက်ရတယ်။ကြောက်တုံးကြောက်ဆောင်ရင်လိုလေးလံတဲ့ကိုခန္ဓာအဖိခံထားရပြီးဘဘဲဖိုးတွေမှာမိဖို့တန်းကိုညှက်တဲ့ပြုတ်တူလိုတန်မာတဲ့လက်ကိုသူ့ရဲ့လက်နဲ့ဆွဲခွာဖို့ကြိုးစားပြီးမှမရဘူး။ကိုခန္ဓာကိုကုံယုံထပြီးမှထမရပဲလဲပင်ကိုတင်းကျပ်စွာညှစ်ခံထားရရှင်ဘက်မှာလည်းဖိခံထားရတဲ့အတွက်မဟာဒေဝကြောက်လန့်စရာတင်းရဲ့ဘုံကြီးရုပ်တွင်ကိုကြည်ရင် မျက်နှာတွေပြဝေးနာသလိုချိန်ချောက်ကျင်းဝါးတဲ့စကားကိုလည်းကြားနေရတယ်။မဟာဒေဝတယောက်တတိနေမလို့ဖြစ်လာတဲ့အချိန်မှာကိုခန္ဓာအတွင်းရနေအင်းအားတစ်ခုတိုးထွက်ပြီးမျက်နှာတွေအနီးအောင်ပြောင်းသွားပြီးတော့သူ့လက်ဘင်းကိုညှစ်ထားတဲ့လက်နှစ်ဖက်ကိုအလွန်အားကောင်းတမ်းမစွာဆွဲဖြုတ်တော့လက်ပြုတ်သွားတာနဲ့တပြိုင်နက်ရင်ဘက်ပေါ်ကတည်ရဲဖုံကြီးကိုစောင့်တွန်းလိုက်တယ်။အိုးမင်းကပညာစွမ်းရှိတာဟုတ်။တည်ရဲဖုံကြီးကမဟာဒေဝရှင်ဘက်ကလွင့်ထွက်ပြီး တိုင်တလုံးနဲ့စောင့်ပြီးအချိန်တန့်သွားတယ်။မျက်လုံးတွေနီးရဲပြီးပုံစံပြောင်းနေတဲ့မဟာဒီဝကိုကြည့်ရင်အစွမ်းရှိသူတယောက်မှသိသွားတယ်။ရုပ်သွင်းကိုကြောက်စရာတရေပုံစံပြောင်းပြီးမဟာဒီဝထံတစ်ချိန်လိုပြေးဝင်တော့မဟာဒီဝရင်ဘတ်ကိုစောင့်ကန်ပြီးလွင့်ထွက်သွားတဲ့တရေဖုန်ကြီးနောက်ပြေးလိုက်ပြီးဇက်တိုက်ထိုးကျိတ်တော့တရေဖုန်ကြီးမရှုမလရှိနေတယ်။တရေဖုန်ကြီးကလက်စိုးဝိညာဉ်ထိမ့်ချုပ်နေတဲ့မဟာဒီဝလက်ချက်ကြောင့်မချိမဆက်ခန်းစားနေရတယ် ရှိတိုးသမျှထိုးခံရကန့်ခံရပြီးလွင့်ထွက်ပြီးတော့ကျောင်းတိုင်ကျောင်းနေရံတွေနဲ့စောင့်ခံနေရခြင်းဖြစ်တယ်။တရေဖုန်ကြီးမဟာဒေဝကိုအစရိယဒေါသရကြီးရံပြုတ်ဖို့ကြိုးစားပြီးမှအနာတော်ကဲ့မရတဲ့အခါသူမရှင်နိုင်မှန်းသိသွားတယ်။ခုတစ်ချိန်လွင့်ထွက်ပြီးချိန်မှာတန်ဆူဆူတစ်ချက်တရေဖုန်ကြီးဟိအော်တော့ပြင်မက်စရာလင်းနှုတ်ငှက်တံတွေကြားရပြီးမြောင်များတဲ့လင်းနှုတ်ငှက်တွေမဟာဒေဝရှိရာအစုလိုက်ပြုံလိုက်တိုးဝင်ပြီးဝိုင်းအောင်ကြိုက်ခဲဖို့ကြိုးစားတော့ မဟာဒီဝသူ့ရဲ့လက်တစ်ဖက်ကိုဝှေ့ရမ်းတဲ့အချိန်အနီရောက်လင်းနှန်းတွေဖြားထွက်ပြီးလင်းတို့တွေအားလုံးအနားမကပ်နိုင်ပေဘေးဘက်မှာပြန်တန်းနေမဟာဒီဝသူ့ရဲ့လက်ကိုဖုံးကြီးရှိရာညွှန်လိုက်တဲ့အချိန်လင်းတို့ငှက်တွေကဖုံးကြီးတရေရှိရာပြန်တန်းပြီးဖုံးကြီးတရေအသားကိုကိုက်နေကြတော့ဖုံးကြီးတရေသူ့ဖော်ရည်စေးသူ့မစားနိုင်ဖြစ်ရောက်ပြီးအဲ့ဒီနေရာထွက်ပြေးသွားတော့တယ်မဟာဒီဝတရေဖုံးကြီးနောက်ထက်ချက်မကွာလိုက်နေတယ်တရေဖုံးကြီးကအုတ်နေရောင်နှွားကနေခုန်ကျော်ပြီး ရွာနောက်ပိုင်းတင်းချိုင်းတောင်ပြေးတယ်။မဟာဒီဝနောက်ကနေထက်ချက်မကွာလိုက်နေတယ်လို့လင်းလူငှက်တွေကလည်းကောင်းကင်ကနေအုပ်စုဖွဲ့ပြန်ပြီးတော့လိုက်လာကြတယ်။တင်းချိုင်းတောင်ပေါ်မဟာဒီဝရောက်ချိန်မှာတရေဖုန်ကြီးကတင်းချိုင်းအလယ်မှာရက်နေတယ်။သူ့ဘေးမှာအလောင်းတူးဖော်ရဲမကောင်းဆိုးဝါးလေးရှိနေတယ်။မင်းကတေးကျင်လို့နောက်ကလိုက်လာတာပဲ။မင်းကိုတတ်ပေးရမှာပေါ့။အစင်းနေမကောင်းဆိုးဝါးရများငါ့ကိုချိန်းနှား၆လား။အေးအစကတော့မတတ်ပဲ။ဒီနေရာနှိမ့်မလို့ပဲ။ ခုတော့မင်းတို့ဘဝပြောင်းအောင်လုပ်ဖို့ဆုံးဖြတ်လိုက်ပြီ။တရေဖုန်ကြီးအ66လေးတန်နဲ့မဟာဒီဝကိုချင်းချောက်လာတော့မဟာဒီဝရက်ဆက်စွာပြုံးရင်းတက်ဖြတ်ဖို့ပြောတော့မကောင်းစိုးဝါးနှစ်ကောင်ဘညာခွဲပြီးပြေးကြတယ်။မဟာဒီဝလက်တချောင်းပေါ်ထောင်ပြီးအောက်ကိုချလိုက်တဲ့ချိန်ပေါ်မှာရှိနေတဲ့လင်းနှုတ်ငှက်တွေမကောင်းစိုးဝါးနှစ်ကောင်တန်းအုပ်စုခွဲဝင်တိုက်ကြတယ်။မကောင်းစိုးဝါးတရေနှစ်ကောင်ရုတ်တရက်ရောက်လာတဲ့လင်းနှုတ်ငှက်တွေကြောင့်ပြေးလာတဲ့အချိန်ပြန်ပြီးလင်းနှုတ်ငှက်တွေကိုလက်ဝေရန်ဖဲထုတ်နေတဲ့ချိန် အလောင်းပေါ်တွင်မကောင်းဆိုးဝါရှိမဟာဒီဝလှင်းမြန်စွာပြေးပြီးအပြေးဆောင်ကန်လိုက်တော့မြေပြင်ပေါ်လဲသွားတဲ့ချိန်အပေါ်ကတက်ဖြိလိုက်ပြီးအနီးမြေစာပုံကမှတ်တိုင်တစ်ခုလက်တစ်ဖက်နဲ့ဆွဲနှုတ်ပြီးကျွထွက်လာတဲ့အခါလက်နှစ်ဖက်နဲ့ဇုံကန်ပြီးမကောင်းဆိုးဝါမျက်နှာကိုမှတ်တိုင်ချုံနဲ့တစ်ချက်ပြီးတစ်ချက်ထိုးဆိုင်နေတော့မချီမဆန်အော်တန်ကြီးတစ်ချက်သာအော်နိုင်ပြီးမျက်နှာဆုပ်ပြက်ကုန်တော့တယ်။အာရပါရလေးငါးချက်ထိုးပြီးတော့မျက်နှာလေးကြည်မွသွားပြီးမှအပေါ်ကဖိထားရထပြီး ရုံးကန်တွန့်နေတဲ့တင်ရဲကိုတစ်ချက်ကြည့်ပြီးကြည်နဲ့စွာပြုံးရင်းဝမ်းပိုက်ကိုမှတ်တိုင်ချုံနဲ့အားကုန်စောင့်ချလိုက်တော့မှတ်တိုင်ချုံကဘိုက်ကိုဖောက်ပြီးကျုံးကပေါက်ထွက်ပြီးတော့မြေကြီးပေါ်လက်ထွားခန်းစိုက်ဝင်သွားတယ်။တင်ရဲဖုန်ကြီးကလင်းလူငှက်တွေကြောင့်အရှူးမိဝမ်းစလိုဖြစ်နေတဲ့ချိန်နောက်ကျောမလုံးစလိုခန်းစားရလို့နောက်လေကြည့်တော့မဟာဒေဝကိုတွေ့ရပြီးခေါင်းစီကိုအရှိန်ပြင်းစွာအရိုက်ခံရတာကြောင့်ရိုင်းသွားတော့သွေးစွန်းနေတဲ့မှတ်တိုင်ခိုင်ထားတဲ့မဟာဒေဝစက်တိုက်ရိုက်ချတော့မြေကြီးပေါ်လဲသွားတယ် မဟာဒီဝလဲသွားတဲ့တရားဖုန်ကြီးနားလျှောက်ပြီးလေပင်ကိုမှတ်တမ်းချုံနဲ့တစ်ချက်ပြီးတစ်ချက်ထိုးဆိုင်နေတော့ခေါင်းနဲ့လေပင်ပြတ်ထွက်သွားတော့တယ်မဟာဒီဝတေးရဲ့နှာခေါင်ကိုရက်ဆက်စွာတက်ပြက်ပြီးတော့ပထမညာတေးရဲ့နှာခေါင်တူးထားတဲ့မြေချင်းစီကိုအလောင်းနှာခေါင်ဆွဲယူပြီးခြင်းနဲ့ပြစ်ချလိုက်တယ်တေးရဲ့ဖုန်ကြီးဦးခေါင်ကခုထိအသက်ဝင်နေသေးပြီးညလုံးပွင့်မျက်တောင်ခန့်နေလို့ဘောလုံးပေါ်မှာခြင်းနဲ့ကန်ချလိုက်တော့တယ်ဝှချင်းတဲ့တစ်ချက်အရင်ထွက်ပေါ်လာပြီးကျုတ်တည့်ရဆိုလို့ ကောင်းကင်မှာလျှက်ပန်းလျှက်နွယ်တွေတွေ့ရပြီးမူကျိုးကကျင်းနဲ့ပြစ်ချလိုက်တော့တယ်။ကျင်းအတွင်းတရေနှစ်ကောင်မူကျိုးပြစ်ချကြောင့်မိသွေးလူမဲနဲ့ပြီးမိခိုးတွေဥထွက်နေတာမနီးမဝေးရရှက်နေတဲ့မဟာဒေဝတယောက်ကျင်းနဲ့စွာပြုံးရင်းရွာကိုပြန်လာပြီးဘုံကျောင်းကိုရောက်တော့အိယာပေါ်တက်အိတ်လိုက်တယ်။မဟာဒေဝအိယာနိုးလာတယ်။သူကောင်းကလေးလံထိုင်းပိုင်းပြီးညကကြုံခဲ့တဲ့ဖြစ်ပျက်တွေကအိမ်မက်လုံလုံတကယ်လုံလုံဝေခွဲရခန့်နေတယ်။ဟင်သူဝစ်ထားတဲ့အဝိဖြူမှာ သွေးဆိုးနေုံမကသူတကူလုံးသွေးကြောက်တွေကန့်ညိနေရာတွေ့ရတဲ့အတွက်ညလုံးပြူးမိတယ်။တရေဖုံကြီးထံလေပင်ညှစ်ခံရပြီးသူသတိမိမလို့ဖြစ်သွားတဲ့ချိန်နဆိုးဝိညာဉ်ပေါ်လာခြင်းဖြစ်ကြောင်းသိနိုင်ရတယ်။နဆိုးဝိညာဉ်လောက်ကိုင်းနေသမျှကိုသူအိမ်မက်လိုပဲခံစားမြင်တွေ့နေရတယ်။နဆိုးဝိညာဉ်သူ့အသက်ကယ်ပင်လို့ကျေးဇူးတင်ရမှလားသူ့ခန္ဓာကိုယ်အသုံးချတဲ့အတွက်အပြည့်တင်ရမှလားမဟာဒေဝမစင်စားတတ်တော့ရီမိုချိုးပြီး သွေးပင်ရဲ့အဝတ်ဖြူတွေကိုတနေရာမှာစုံပြင်လိုက်တယ်။တရေနှကောင်ကိုရှင်းလိုက်တဲ့ကိစ္စကိုရွာသားကြီးမပြောပြဖြစ်ဘူး။ရှင်းပြရင်ရှုပ်နေမှာဆိုလို့မပြောဘဲနေချင်းမင်းမဟာဒီဝ15ရက်ဒိဋ္ဌံကာလအတွင်းသူလုံးဆရာရှိတာပဲလောက်ကရင်ရှိနေတယ်။15ရက်ပြည့်ပြီးနောက်တနေ့မနေ့ပိုင်းမှာရသေးကြီးအကြောင်းကိုရောက်လာတယ်။ရသေးကြီးရောက်လာပြီးမဟာဒီဝကိုခေါ်ပြီးရွာထွက်လာတဲ့ချိန်ရွာလူကြီးနဲ့ရွာသားချိုလိုက်လာပြီးကြောက်ကြတယ်။တခါကြီးတို့ရွာကျောင်းကတင်းရဲရော ရွာတင်းချာရတရေပါမရှိတော့ဘူး။အเจ้าကလည်းကြောက်စရာမလိုတော့ဘူး။အဲ့ဒီပြည်တနာတွေကိုဒီရတကမဟာဒီဝရှင်းလိုက်ပြီးစိတ်အေးချမ်းသာစွာနေကြပါတော့။ရွာလူကြီးနဲ့ရွာသားတွေကိုပြောလို့ရပြောပြီးရသီးထွက်ခွာသွားတော့မဟာဒီဝလည်းရသီးနောက်ကလိုက်ခဲ့တယ်။ရသီးရမဟာဒီဝကို၆လခေါ်ထမ်းမှဖြစ်တော့မဟာဒီဝအတွက်နောက်ထပ်ရင်ဆိုင်ရမယ့်ပြည်တနာအခက်အခဲတွေရှိနေမှတေချာနေတော့တယ်။ပရိသတ်များရှင် ဒီနေ့ရတင်ဆက်မှုဒီနောက်နေ့ပဲရှင်းနာကျင်ပါတယ်။နောက်ဆက်ပြီးခဲ့တဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။